တင်ဘဝမှာဘယ်နေရာရောက်နေနေဒီစကလုံး၃လုံးဟာတင့်ရဲ့အောင်မြင်မှုလမ်းကြောင်းကိုအပီးတိုင်ပြောင်းလဲပေးနိုင်ပါတယ်ကျွန်တော်တို့အများစုဟာကြာရှုံးမှုနဲ့ရက်တန့်ခြင်းကိုအလွယ်တကူလက်ခံတတ်ကြပါတယ်ဒါပေမဲ့အောင်မြင်သူတွေဟာကြာရှုံးမှုနဲ့ကြောက်ရွံ့မှုကိုကြော်တော့ဖို့အတွက်ဒီစကလုံးတွေကိုပဲအသုံးပြုခဲ့ကြပါတယ်ဒီနေ့မှာတော့တင့်ရဲ့စိတ်ဝိညာဉ်ကိုထာဝရခွန်အားပေးမဲ့ပြုဝတ်ချက်ကိုဖော်ထုတ်ကြပါစုပထမဆုံးစကလုံးကတော့မပြီးဆုံးသေးဘူးပါចောင်းသားတွေဆောင်မွေးဝဲကြတဲ့အခါ ကြာရှုံးသည်လို့သတ်မှတ်ကြပါတယ်ဒါပေမဲ့ကဘာကျော်စိတ်ပညာရှင်ခေါ်ဂွတ်ကတော့ចောင်းသားတွေကမအောင်မြင်သေးဘူးနာဒီယက်လို့သာပြောခိုင်းပါတယ်ဒီစကလုံးကဘာကိုဆိုလိုတယ်လဲကျွန်တော်တို့ဟာအရှုံးပြလိုက်မှသာတကယ်ကြာရှုံးတာပါတင်ယူနေစေစူးစမ်းနေစေဆိုရင်ဒါဟာလုပ်ငန်းစဉ်ရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပါတယ်ကဘာကျော်စုံဦးတီထွင်သူတောင်မစစ်လက်ဆံကိုကြည်ပါသူဟာမိတိမတီထွင်ခင်မှာအကျဉ်းရေတပေါင်းကျော်ကြာရှုံးခဲ့တယ်လို့ပြောခဲ့ပါတယ် သူ့ရဲ့စိတ်ထဲမှာဘယ်တော့မှကြာရှုံးသည်ဆိုတဲ့စကားလုံးမရှိခဲ့ပါဘူးရှိခဲ့တာက မပြီးဆုံးသေးဘူးဆိုတဲ့အတွေးပဲဖြစ်ပါတယ်ဒုတိယစကားလုံးကတော့မဖြစ်မနေလုပ်ရမယ်ပါကျွန်တော်တို့ရဲ့ဘဝမှာလှုပ်ချင်တာအဝတ်ထုတ်နဲ့လှုပ်ရမယ်အိုက်ထုတ်ဆိုပြီးနှမျိုးရှိပါတယ်အောင်မြင်သူတွေဟာသူတို့ရဲ့အိမ်မက်တွေကိုလှုပ်ချင်တဲ့ရွေးချယ်မှုကနေမဖြစ်မနေလုပ်ရမယ်တာဝန်ဖြစ်ပြောင်းလဲပြကြပါတယ် ကဘာကျော်မီဒီယာဖခင်မအဖရဲဝင်းဖရီရဲ့ဘဝကိုကြည်ပါ။သူမရဲ့ငယ်ဘဝဟာအလွန်ခက်ခဲခဲ့ပါလေ။သူမဟာဒီဘဝထဲကမဖြစ်မနေလွမြောက်ရမယ်ဆိုတဲ့ခံယူချက်မျိုးရှိခဲ့လို့ဒါခံစားချက်ကိုလှုပ်ရှားမှု action အဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ။ဒါဟာစိတ်အားထက်သန်မှုကိုစောင့်ဆိုင်းနေတာမဟုတ်ပါဘူး။ဒါဟာကိုကိုကိုမိတ်ပေးလိုက်တာပါ။တင်ရလို့ရမယ့်အရာကိုစောစောစီစီရှင်းလင်းလိုက်ပါဥပမာစာမွေးပွဲအတွက်စာချက်ဖို့ပြင်းနေရင် ငါစာချက်ချင်တယ်လို့မတွေးပဲငါအောင်မြင်ဖို့အတွက်ဒီစာကိုမဖြစ်မနေငါမိနစ်ဖက်ရမယ်လို့တွန်းအားပေးလိုက်ပါတတိယနဲ့အရေးကြီးဆုံးစကားလုံးကတော့ပိုရကြီးမသည်ပါကျွန်တော်တို့ကြောက်ရွံ့နေတဲ့အရာတွေကျွန်တော်တို့မစတင်ရသေးတဲ့အိမ်မက်တွေအားလုံးဟာဘာကြောင့်လဲကျွန်တော်တို့ရဲ့စိုးရိမ်မှုတွေကပန်းတိုင်ထက်ပိုကြီးနေလို့ပါဒါကြောင့်အောင်မြင်သူတွေဟာသူတို့ရဲ့ရည်ရွယ်ချက်ကိုသူတို့ရဲ့ကြောက်ရွံ့မှုထက်ပိုကြီးအောင်ဖန်တီးခဲ့ကြပါတယ် နောက်ဆန်မန်ဒေါ်လာကိုကြည့်ပါသူဟာနှစ်ပေါင်းများစွာထောင်ထဲမှာရှိနေခဲ့ရပေမဲ့သူ့ရဲ့တန်းတူညီမျှတဲ့တောင်အာဖရိကဆိုတဲ့အိမ်မက်ကထောင်ထဲရန်တွေထပ်ပို့ပြီးကြီးမားခဲ့ပါတယ်။သူ့ရဲ့ရည်မှန်းချက်ဟာသူ့ရဲ့နာကျင်မှုထပ်ပို့ကြီးတဲ့အတွက်အရှုံးမပေးဘဲရှေ့ဆက်နိုင်ခဲ့တာပါ။ဒါကြောင့်တင့်ရဲ့အိမ်မက်ကိုကိုတယောက်တည်းအတွက်ဆိုတာထက်တင့်မိသားစုအတွက်တင့်ရဲ့ပတ်ဝန်းကျင်အတွက်တခြားသူတွေအတွက်ပါဆိုပြီးပူကြီးအောင်မြန်မာတင့်ရဲ့တာဝန်ကတင့်ရဲ့တန်တရားထပ်ပူကြီးသွားတဲ့အခါတင့်ဟာအလိုလျောက်ရက်တက်မှမဟုတ်ပါဘူး။ စကလုံး၃လုံးကိုကျွန်တော်တို့ရဲ့ဘဝမှာအမြဲတမ်းမှတ်ထားပါမပြီးဆုံးသေးဘူးလို့ပြောပြီးဘယ်တော့မှအရှုံးမပေးပါနဲ့မဖြစ်မနေလုပ်ရမယ်ဆိုတဲ့ခံယူချက်နဲ့ချက်ချင်းစတင်လိုက်ပါပြီးတော့တင့်ရဲ့ရည်ရွယ်ချက်ကကိုယ့်ရဲ့ကြီးမားသည့်ဆိုတာကိုတတိယပါ အခုပဲဒီစကလုံးတွေကိုကျွန်တော်တို့ရဲ့လက်နက်အဖြစ်အသုံးပြုလိုက်ပါတင်ဟာတင်ရဲ့စိုးရိမ်မှုတင်ရဲ့ပြင်းရင်မှုထက်ပိုကြီးမားတဲ့သူဖြစ်တယ်ဆိုတာကိုတတိပြလိုက်ပါတင်ရဲ့စစ်မှန်တဲ့ဘဝကိုစတင်ဖို့အချိန်ကအခုပဲကျွန်တော်တို့မင်းမပိုင်ဆက်နဲ့အတူလာမယ့်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်။